င်္ဂလာပါရှင်ယနေ့2025ဇွန်လ2ရက်နေ့နေ့လယ်ပိုင်းသတင်းအစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီကနေ့နေ့လယ်ပိုင်းမှာပထမဆုံးတင်ပြပေးမယ့်သတင်းကတော့မုံရွာမြို့တွင်အယက်ဝက်ဖြစ်ပြည်သူပိုင်ကားများထံမှစစ်ကြေးကောက်နေသောစစ်ကောင်စီတပ်သားအုပ်ပြစ်သက်ခံရပြီးတိုက်ဆုံးခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါရရှင် စခိုင်းတိုင်းဒေသကြီးမုံရွာမြို့တွင်အရဝတ်ဖြင့်ပြည်သူပိုင်ကားများထံမှစစ်ကြီးကောက်နေသောအကြမ်းမတ်စစ်ကောင်စီတပ်သား2ဦးကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရာ2ဦးသုံးသေဆုံးခဲ့ကြောင်း The Phoenix Army အဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုပါရယ်ယမနေ့ဇွန်လ1ရက်နေ့ နက်7:00နာရီ7မိနစ်ခန့်တွင် မုံရွာမြို့အာထက်ကတဲစာတင်ကျောင်းမှအရဝတ်ဖြစ်ထွက်လာပြီးပြည်သူပိုင်ကားများထံမှစစ်ကြေးကောက်နေသောစစ်ကောင်းစီတပ်သားနှုတ်ကိုတော်လန်ရဲတပ်ဖွဲ့များကအနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည်ရင်တိုက်ခိုက်မှုအတွင်းအကြမ်းမစစ်ကောင်စီတပ်သား၂ဦးလုံးသေဆုံးပြီး၎င်းတို့စီးနင်းနေသည့်ဆိုင်ကယ်ကိုလည်းတော်လန်ရဲတပ်ဖွဲ့ဝင်များကတင်စီရရှိခဲ့ကြောင်းသိရှိရပါသည် ။မုံရွာမျိုးအထက်ကတစ္ဆာတင်ချောင်းကနေထွက်လာတဲ့ပြည်သူပိုင်ကားတွေကိုကုတ်သွေးဆုပ်စစ်ကြေးကောက်နေတဲ့စစ်ကောင်စီတပ်သားနှကောင်ကိုကျွန်တော်တို့အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။နှကောင်လုံးနေရာမှာတင်ပွဲချင်းပြီးတည်ဆုံသွားတယ်ဟုတဖိုနစ်အာမီရဲ့ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတဖိုနစ်အာမီမုံရွာခရိုင်အမတ်စစ်ခွင်တရင်တခွဲသုံးနဲ့မုံရွာခရိုင်အမတ်15တရင်တခွဲ၅ရုကပူးပေါင်း လှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။နောက်တစ်တင်ဆက်ပေးမယ့်တဲ့တင်ကတော့ဗိုလ်ချုပ်ဟောင်းများနဲ့မိသားစုဝင်များလှုပ်ကြံခံရမည်ဆိုရင်၍နေရပြောင်းလှည့်ဝတ်နေထိုင်ကြသည့်အပြင်တတော်ဆောင်အဖွဲ့များငှားရမ်းခြင်းနဲ့ခွင့်ပြုချက်တောင်းလက်နက်ကင်ဆောင်မှုများလှုပ်ဆောင်နေရဆိုတဲ့တဲ့တင်ပဲဖြစ်ပါတယ်ရှင်။2021ခုနှစ်နိုဝင်ဘာလရမိုင်းတက်ဆက်သေးကုမ္ပဏီမှဗန္နာရဲ့ရရှိချုပ်ဒုတိယဗိုလ်မှူးကြီးဟောင်းတိန်အောင်2022ခုနှစ်စက်တဘာလရဗိုလ်မှူးချုပ် အုံတွင်တဲ့တမတ်စစ်အရာရှိဘူကြီးတို့ကိုလုတ်ကြံတက်ဖြတ်ခဲ့မှုများဖြစ်ပွားပြီးနောက်ဘိုးချုပ်ဟောင်းများနဲ့မိသားစုဝင်များမှနေပြည်တော်တို့ပြောင်းရွှေ့ခဲ့ကြကြောင်းတို့ရရင်နှစ်နှစ်ကျော်အကြာရင်လုံခြုံရေးပြန်လဲတည်ငြိမ်လာပြီဟုယူဆကဗိုလ်မှူးချုပ်ဟောင်းများမှနေပြည်တော်မှရန်ကုန်သို့ပြန်လဲရွှေ့ပြောင်းလာကြောင်း2025ခုနှစ်မေလ22ရက်နေ့နနက်ပိုင်း ရန်ကုန်တိုင်းမရန်ကုန်မြို့နယ်တွင်အငိမ့်စားဘုံမှုချုပ်ချိုထွန်းအောင်လှုပ်ကြံခံရပြီးနောက်ရန်ကုန်တွင်ပြန်လည်နေထိုင်ကြသောကိုချုပ်ဟောင်းများနဲ့မိသားစုဝင်များမှနေပြည်တော်သို့ပြန်လည်ပြောင်းရွှေ့လာကြကြောင်းသိရှိရပါသည်။မိုင်းတဲကဗန်နာရဲ့အရာရှိချုပ်ဦးသိန်းအောင်နဲ့ဘုံမှုချုပ်အုံသွင်းတို့ပြစ်ခတ်လှုပ်ကြံခံရပြီးတော့အလုံးကရန်ကုန်ကနေနေပြည်တော်ကိုပြောင်းကြတာ နှစ်နှစ်လောက်ကြာတော့လုံခြုံရေးပြောင်းရင်သွားပြီဆိုပြီးရန်ကုန်ပြန်ပြောင်းနေကြတာဘုံမှုချုပ်ချူထွန်းအောင်လူကြံခံရတော့အားလုံးကလုံခြုံရေးပြန်ဆိုးရင်ပြီးနေပြည်တော်ကို ပြန်ရွှေ့လာကြတယ်ရန်ကုန်လေးစာရမနေကြတော့ဘူးဟုနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြပါတယ်ထို့ပြင်ဘိုချုံဟောင်းတဲ့မိသားစုဝင်များမှာလုံချုံရေးအတွက်တတော်ဆောင်ဖွဲ့များငားရမ်းလာခြင်းစစ်ကောင်စီထံမှလက်နက်ကင်ဆောင်ခွင့်များတင်ပြတောင်းခံ၍လက်နက်ခဲယမ်းများဝယ်ယူကင်ဆောင်ခြင်းများလှုပ်ဆောင်လာကြကြောင်းသိရှိရပါသည် တော်တော်များများကတော့အိမ်မှာအရင်တက်မှနေခဲ့တော့ကလက်အောင်ငယ်သားဟောင်းတွေကိုအိမ်တွေမှာခေါ်ထားတယ်။တက်တော်ဆောင်ပုံစံခေါ်ထားတာအခုနောက်ဆုံးကတော့တမတော်စီမှာခွင့်ပြုချက်တင်ပြီးလက်နက်ခဲရင်ကင်ဆောင်ကြတာမူလလဆွေဆိုရင်သူ့အတွက်တင်မဟုတ်ဘူးသူ့အိမ်မှာနေတဲ့လုံခြုံရေးပါလက်နက်တက်ထားတာဟု နေပြည်တော်စစ်ဖက်တရင်ရင်မြစ်ကဆိုပါတယ်ရခင်တမရသိန်းစိန်လက်ထက်တမရရုံးဝန်ကြီးလုပ်ခဲ့သောဆိုသိန်းနဲ့တာအေချန်တို့မှလည်းရန်ကုန်သို့မလာကြတော့ဘဲနေပြည်တော်ရင်သားအိမ်များပြောင်းရွှေ့လိဝင်နေထိုင်ကြကြောင်း ဆိုသိနေတာအေချန်တို့တီရန်ကုန်တိုင်းဗဟမ်းမြို့နယ်ရွှေတောင်ကြားနှစ်ရက်ကွယ်ကုတ်ကိုင်းရိတ်တာလန်အမှတ်16 A1 တွင်မနေထိုင်ကြတော့ကြောင်းဆိုသိဤတာအေချန်တီစစ်ကောင်စီလက်အောက်ခံမြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတွင် အတွင်ရေးမှူးအဖြစ်တာဝန်ထမ်းဆောင်တော်လေလုံချုံရေးစိုးရင်၍ကောင်စီစီဝေးနှင့်ယုံတို့လာရောက်ခြင်းမရှိတော့ကြောင်း သိရှိရပါသည်။ဥဆုသိအီသားဖြစ်သူကရန်ကုန်မှာပြည်သူတွေကို သူ့အဖေနဲ့သူ့ကိုနာမည်ဖြစ်လို့ဆိုပြီးစစ်တွေရေးဥပဒေရော်ကြီးသိန်းထောင်ချီလိုခြင်းတော့တရားလိုအဖြစ်တရားဆွဲထားတဲ့အမှုတွေများကြီးပဲအဲ့ဒါကိုအမှုယုံချင်းတွေလည်းမလာတော့ဘူးသူ့ကိုလောက်ကြမှာကြောက်လို့မီဒီယာကောင်စီမှာအတွင်းရေးမှုလုပ်နေရလဲမလားတော့ဘူးလို့သိရပါတယ်ဟုဆိုသိမ့်သားဖြစ်သူအေချမ်းဤတရားဆွဲဆိုမှုကိုရင်ဆိုင်နေရတော့ဘဘဲတမ်းမှပြည်သူတဦးကပြောဆိုပါရယ်ဘူချိုဟောင်းများနဲ့ဖွဲ့စည်းထားသောကြံ့ဖွဲ့ပါတီတွင်တွင်လဲ ပါတီထိပ်ပန်းခေါင်းဆောင်များတွာလာရရင်သစ္ဆိုင်ရာစစ်တပ်နဲ့ရဲကိုအကြောင်းကြား၍လုံခြုံရေးရယူပြီးမှတွာလာကြရန်ပါတီတွင်ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်းသိရှိရပါရဲ့ရှင် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မကွေအကျဉ်းထောင်ကို PDF များတိုက်ခိုက်မှုအပြီးထောင်ပိုင်နဲ့အကျဉ်းဦးစီးဌာနဝန်ထမ်း26ဦးကိုစစ်တပ်ကဖမ်းဆီးခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။မကွေအကျဉ်းထောင်ကို PDF တပ်ဖွဲ့တချို့ကလာရောက်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်အကျဉ်းထောင်မှထောင်ပိုင်နဲ့အကျဉ်းဦးစီးဌာနဝန်ထမ်း26ဦးကိုစစ်တပ်ကဖမ်းဆီးထားကြောင်း ထောင်တရင်ရင့်မြင့်များကပြောဆိုပါရယ်ယခုနှစ်ဧပြီလ23ရက်နေ့ညပိုင်းမကွေးမြို့မကွေးရင်နန်းချောင်းလမ်းမှာပေးရှိမကွေးဘို့အကျဉ်ထောင်ခေါ်ဒေါင်းနေအကျဉ်ထောင်နဲ့မြင်းချင်းဆိုင်ရှိအမှတ်25ရဲ့တရင်ကိုဒေါင်းစစ်အောင် LPDF တပ်ဖွဲ့နဲ့မဟာမိတ်ပူးပေါင်းတပ်များ လက်နက်ကြီးလက်နက်ငယ်များဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအဆိုပါပြစ်ခတ်တိုက်ခိုက်မှုအပြီးစစ်ထောက်လန်းရေးကအကျဉ်းထောင်တွင်စစ်ဆေးမှုများလှုံ့ဆော်ခဲ့ကာထောင်ပိုင်းနှင့်အကျဉ်းဦးစီးဌာနဝန်ထမ်း26ဦးကိုဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်းအဓိကအဖြစ်အကျဉ်းထောင်တွင်သို့တားမြစ်ပစ္စည်းများသွင်းမှုဖြင့်ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်းသိရှိရပါသည်ရှင်မကွေးထောင်ပိုင်းအပါအဝင်ဝန်ထမ်း26ဦးစစ်ဆေးအရေးယူခံနေရပါတယ်စစ်တပ်ကမကွေးထောင်အပြစ်ခံရပြီးနောက်ထောက်လန်းရေးနဲ့ဝင်စီရင် ။အကျဉ်းသားတွေအတွက်ကန့်သက်ပစ္စည်းတွေမတိအောင်လက်ယူသွင်းပေးမှုနဲ့အဖမ်းခံရတာ။ထောင်ပိုင်ကရောက်တာမကြသေးဘူးလပိုင်းပဲရှိသေးတယ်။အင်းစိန်ထောင်က ပြောင်းလာတယ်လို့သိရတယ်။ဒီလ6ရက်နေ့ထောင်ပိုင်းနဲ့1126ဦးကိုအမိန်ချမယ်အကျဉ်းထောင်ဥပဒေပုံမှ၄စနစ်ကနဲ့ဆွဲတာဟုအကျဉ်းထောင်သတင်းရင်းမြစ်ကရှင်းပြပါရယ်မကွေးအကျဉ်းထောင်ကိုတိုက်ခတ်ခံရပြီးနောက်ထောင်ဝင်သားများစစ်စစ်ချင်းထောင်တွင်းရှိနိုင်ငံရေးအကျဉ်းသားများကိုအကြောင်းမဲ့ရိုက်နှက်နှိပ်စက်ချင်းတိုက်ပိုက်ထားကြောင်း မြစ်တနိုး PDF ခေါင်းဆောင်ဟောင်းကိုအောင်ခန့်ဦးခေါ်ပါလေးနဲ့ NLD ပါတီမှမကွေတိုင်းတောင်တွင်းကြီးမြို့နယ်အမတ်နှစ်တိုင်းဒေသကြီးလွတ်တော်ကိုစလဲဦးဝင်းမြင့်လိုင်းခေါ်ကိုလလိုင်းတို့မှစစ်တပ်ကနှိပ်စက်ညှဉ်းပန်းခဲ့တဲ့ဖြင့်အသက်အန္တရာယ်ဆိုရင်ရသည့်အထိပြင်းအထန်တရားရရှိထားကြောင်းသိရှိရပါတယ်စစ်ကောင်စီတပ်သားများဤညှဉ်းပန်းနှိပ်စက်ခံရသောပြည်တနိုး PDF ခေါင်းဆောင်ဟောင်းကိုအောင်ခန့်ဦးခေါ်ပါလေးတီခေါင်းနံ203နှစ်ကြာခံထားရပြီ ဥကကိုလိုင်းဒီထောင်နှံ183နဲ့ကြာခံထားရကြောင်းမကွေးဘိုအကျဉ်းထောင်ခေါ်တောင်းနေကျင်းထောင်တွင် NLG ပါတီဝင် မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုတိုင်းလွတ်တော်ဥက္ကဋ္ဌဥတာတို့လည်းခိမ့်သိမ့်ခံထားရကြောင်းသိရှိရပါတယ်အကျဉ်းသားတွေကမကွေးထောင်ပြစ်ခံရပြီးကြတဲ့အခုချိန်ထိအဲ့တွေ့မရတော့ဘူးထောင်ဝင်စားပို့ရင်လည်းအသားဟင်းတစ်မျိုးဟင်းတီဟင်းရွက်တစ်မျိုးစားစရာအသီးနှံတစ်မျိုးပဲကြံပစ္စည်းနည်းနည်းပဲပို့ရတော့တယ် အကျဉ်းသားတွေကအခက်အခဲများကြီးဖြစ်နေရပြီဟုအကျဉ်းသားမိသားစုဝင်တဦးကရှင်းပြပါဗျ။ဧပြီလ7ရက်နေ့မကွေးအကျဉ်းထောင်တိုက်ခိုက်ခံရစဉ်စစ်တပ်၏ပြစ်ခတ်မှုကြောင့်နိုင်ငံရေးအကျဉ်းသားစောရွှေအောင်အပါဝင် နိုင်ငံရေးအကျဉ်းသား2ဦးသေဆုံးခဲ့ရပြီးစစ်တပ်ကနိုင်ငံရေးအကျဉ်းသားနေရာကျော်ကိုညှဉ်ပန်းနှိပ်စက်တိုက်ပိုက်ထားနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြစ်ချီနာရင် ARR မြစ်ရေကစိုးရိမ်ရေးအမတ်ထက်ကျော်လွန်သွားပြီးတပည့်ခွဲခန့်မြစ်တပ်မီဟုမိုးလေဝသနှင့်ဇလဗေဒဌာနမှသတိပေးတယ် ရေဝေးဒုက္ခတွေအများပြားရှိနေပြီးကယ်ဆယ်ရေးလုံလောက်မှုမရှိဘူးဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ကချင်ပြည်နယ်ဤမျိုးတော်မြစ်ကြီးနားတွင်အေယာရီမြစ်ရေကစိုးရင်ရေအမတ်ထက်ကျွလွန်သွားပြီးစိုးရင်ရေအမတ်ထက်တပိခွဲခန့်မြင့်တက်မိဖြစ်ကြောင်းမိုးလေဝသနဲ့ဇလဗေဒညွန်ကြားရေးမှူးဦးစီးဌာနကလဆသတိပေးချက်ထုတ်ပြန်ပါတယ်။ယနေ့နနက်6နာရီ30မိနစ်အချိန်မြစ်ကြီးနားတွင်အေယာရီမြစ်ရေသည်စိုးရင်ရေအမတ်1200အထက်သို့နှလမခန့်မြင့်တက်နေပြီး ်လာမည့်တရက်အတွင်းတပေခွဲခံမြင့်တက်နိုင်ကြောင်း ARR မြင့်ရင်မြင့်တက်သည့်အတွက်မြစ်ကြီးနာမျိုးရှိအနေပိုင်းရက်ွက်များအားလုံးရေကြီးနှမြုပ်သွားကြောင်းရေပိဒုက္ခတွေများစွာရှိနေတော်လဲကက်ဆေးရင်နဲ့ကက်ဆေးရစခန်းလုံးလောက်မှုမရှိကြောင်းသိရှိရပါတယ်လက်တလော ARR မြင့်ရင်မြင့်တက်မှုကြောင်းအလဲကုန်ချက်ပေါင်ချံရံပူမြို့တက်တဲ့ ဂျမိုင်းကပါဝင်ရက်ွက်ပေါင်းခုနှစ်ခုခန့်ရေဘေးဒုက္ခရောက်နေရကြောင်းအသက်ကြီးရွယ်ဦးများကျန်းမာရေးမကောင်းဝင်သူများပါရေဘေးတက်နေပြီးကယ်ဆယ်ရေးအလွန်အလောက်မရှိကြောင်းမြစ်ကြီးနားမြို့အခြေဆိုင်ကယ်ဆယ်ရေးလှုပ်ဆောင်နေသောပရာဟိတအဖွဲ့တစ်ခုမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်မင်းညာကရေမဝင်တဲ့ရက်ွက်တွေအခုမှမနှက်တော့အကုန်ဝင်သွားပြီ တချို့ရွက်ထဲမှာရှိတဲ့လူနာတွေလည်းပါတယ်တကြီးဦးတွေလည်းပါတယ်သူတို့ကိုတော့ကဲပြီးစေးုံပို့ရတာရှိတယ်သူတို့သွားချင်တဲ့နေရာပို့ရတာရှိတယ်လောလောဆယ်ကလက်စည်းစခန်းတွေမရှိသေးဘူးအခုရေးပေါ်ကူညီနေပတ်သက်လို့ကျွန်တော်တို့ကအရက်ဖက်ဖွဲ့စည်းဖြစ်တဲ့အတွက်စတုံးစီတွေလိုအပ်တယ်ပြီးရင်ကက်စည်းသမားတွေအတွက်စားနပ်ရိက္ခာတွေပြည်သူတွေရဲ့လိုအပ်ချက်ကတော့ရေးပေးဆောင်တဲ့ပြည်သူတွေနေဖို့ထိုင်ဖို့စားဖို့တောက်ဖို့ပဲ အဲ့ဒါရေလိုအပ်ချက်ရှိတယ်ပြည်သူတွေကိုတခြားပြောချင်တာကငိုးကလည်းအထက်မှာကြီးနေသေးတယ်ဆိုတော့ဂယုစိုက်စေချင်တယ်တချို့ရက်ွက်တွေကရေမဝင်တော့ဘူးရေမကြီးတော့ဘူးဆိုပြီးပေါ်ပေါ်နေကြတာရှိတယ်အဲ့လိုနေရာတွေတဲ့ညပိုင်းတကယ်ရေဝင်လာတဲ့အချိန်ကျတော့အဲ့ဒီကြံခဲတဲ့အိမ်တွေပြန်ထုတ်ရတာအဲ့ဒါကျွန်တော်တို့တက်ပို့ပြီးတော့ဝင်ကြီးနေတာဟုမြစ်ကြီးနားမြို့အခြေဆိုင်ပရဟိတအဖွဲ့ဝင်တို့ကရှင်းပြပါဗျာ ရင်လက်ရှိရေဘေးတင့်နေသူတထောင်ပတ်ဝန်းကျင်ရှိနေပြီးအကူအညီများလိုအပ်နေကြောင်းစစ်ကောင်စီဘက်ကမူနေမြေအုပ်ချုပ်ရေးပိုင်းကလွဲ၍ပြည်내အစိုးရအဖွဲ့အစည်းဖြင့်ပါဝင်ကူညီမှုမရှိသေးကြောင်းသိရှိရပါသည်လက်ရှိပြည်နယ်စက္ကဆတ်ဖက်ကတော့ဝင်ပါရာမျိုးမရှိသေးဘူးလက်ရှိထွေအုပ်ပိုင်းနဲ့အုတ်ချိုရေးပိုင်းလောက်ပဲပါတယ်တရမီတက်ရဲ့အယံမီတက်ရဲ့ အပြင်ပရိုက်တာဖွဲ့စည်းရရဲ့အဲ့ဒါလောက်ပဲပါတယ်ရေကဒီထက်တက်လာရင်တော့ပူပြီးဒုက္ခများနိုင်တယ်ဟုမြစ်ကြီးနာမကယ်ဆယ်ရေးပရဟိတသမားကပြောဆိုပါတယ်စစ်ကောင်စီ၏မိုးလေဝသနဲ့ဇလဗေဒညွန်ကြားရေးမှူးဌာနမှမြန်မာနိုင်ငံတဝန်မြေကြီးကြီးချင်းငိုတဲတန်းစွာရွာသွင်းခြင်းတို့ဖြစ်ပေါ်နိုင်ပြီးပြည်သူများအနေဖြင့်ရည်ကြီးမှုများကြုံတွေ့လာနိုင်ကြောင်းသတိပေးချက်ထုတ်ပြန်ထားပါရှင် ဒီကနေ့နေ့လယ်ပိုင်းသတင်းကတော့ဒီလောက်ပဲဖြစ်ပါရဲ့ရှင်။နာဆင်ပြေးသွားကြတဲ့မိဘပြည်သူများအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေရှင်။